ဝိပဿနာတရားကျင့်တယ်ဆိုတာဒီလိုကျင့်ရမယ်။လက်ဆောင်ပြ။နိဗ္ဗာန်ကိုလိုချင်တယ်။အရတ္တဖို့ကိုရချင်တယ်။အမြင့်ဆုံးအကျိုးတရားကိုရချင်တယ်ဆိုရင်ဒီလိုကျင့်တယ်။ဆိုပြီးတော့ကျင့်ပုံကျင့်နည်းလေးကိုလက်ဆောင်ပြ။သုံးခွန်းနဲ့ညာနာဖြစ်သည့်ထီအောင်ဟောဝိပဿနာကျင့်ကျင့်တာကနှမျိုးရသွားတဲ့အကျိုးကတစ်မျိုးအဲ့ဒီမှာကျင့်ပုံကျင့်နည်း ဝိပဿနာရဲ့အာယုံနှမျိုးကိုထုတ်ပြပြီးတော့ခေါ်တယ်။မြတ်စွာဘုရားခေါ်တဲ့စကားအချင်းလေးကိုအရင်မှတ်ရအောင်ပြီးတော့မှရှင်းပြ။မြတ်စွာဘုရားကဘယ်လိုဟောလိုက်တုံးဆိုရင်အိမတမေစသဝိညာဏကေကာယေအဟင်္ကာရမမင်္ဂါရမာနာနုတ္တိယနဘောဟိတန္တိ သဝိညာဏကဆိုရက်အသိစိတ်ရှိတဲ့ဟောရိကာယအဲ့ဒီကာယမှာအဟံကာရငါလို့လူတွေကထင်မှတ်စေတဲ့ဒိဋ္ဌိမမံကာရငါဟာလို့ထင်မှတ်စေရတဲ့တဏှာကိုယ့်ကိုယ်ထင်ကြီးတဲ့မာနဆိုရက်လူတွေရဲ့စိတ်အစဉ်ထဲမှာဆွဲလန်းပြီးဆွဲကပ်ပြီးတော့ပါလာတဲ့မာနအဲ့ဒါတွေ မရှိစေရဘူးအဲ့ဒါတွေကွာအောင်လုပ်ရမယ်ဒါနံပါတ်၁ကိုယ့်ရဲ့ကိုယ်ကာယမှာတဏ္ဍာဒိဋ္ဌိရဲ့တဏ္ဍာရဲ့မာနရဲ့ဒီတရားတွေမကတ်စေရဘူးဒီတရားတွေကိုဖယ်ရှားရမယ်ဒါကစကားတစ်ခုနောက်ဒုတိယစကားတစ်ခုကဘာလို့ဆိုရင်ဘိဓာသသဗ္ဗနိမိတ်တေတု အဟင်္ကာရမမင်္ကာရမာနာနုတေဟနဘဝိတန္တိအပြင်ကအာယုံမှန်သမျှအပေါ်မှာလည်းပဲငါဆိုတဲ့ဒိဋ္ဌိငါဟာဆိုတဲ့တဏမာနဆိုတဲ့အနုတေရလေမဖြစ်အောင်လုပ်ရမယ်ဒါကစကားတစ်ခုဒါဝိပဿနာခြင်းစဉ်ကိုအချင်းလေးဘာကိုမှတ်ရမလဲဆိုတာကိုအချင်းလေးပြလိုက်တယ် တရားဆိုဒီမှာမတိသေးတာတွေတိဖို့အတွက်နာယူချရဘုရားဟောတဲ့တရားကိုအလေးနဲ့စဉ်းဉ်စဉ်းစားပြီးနာဖို့လိုအပ်တာပေါ့ဒါမို့မြတ်စွာဘုရားကသူတရားဟောတိုင်းဟောတိုင်းယန္တိကိုတတိပေးတယ်တာလူကံသူနောထမနတိကရောထအေးတာလူကံသူနောထနားထောင်ညာကောင်းကောင်းနားထောင်ညာတာလူကံမနတိကရောထ စိတ်ဆိုင်ပြီးတော့ထားကြတရားရဲ့တဘာဝကို သိရှိအောင်နားလဲဆွင့်ထားစိတ်ကလည်းပဲတခြားမရောက်စေနဲ့လို့ဒီလိုဆိုလိုတယ်ကြားအောင်လဲနားဆွင့်စိတ်ကလည်းတရားတွေကိုရောက်နေအောင်ကြိုးစားလို့ဒီလိုတတိပေးပြီးမှဟောလို့ရှိတယ်ခွရှင်သာရိပုတ္တရာကိုစကားဆပြီးဟောလိုက်တာသာရိပုတ္တရာငါတရားဟောတဲ့အခါအကျဉ်းလဲဟောတယ်အကျယ်လဲဟောတယ် အချင်းချင်းနှမျိုးလုံးလဲဟောတယ်ဒါပေမဲ့နားလဲတဲ့ပုဂ္ဂိုလ်ဟာရခဲ့တယ်ဒါမြတ်စွာဘုရား तू ဟောတဲ့တရားပွဲတွေမှာကြည့်လိုက်မယ်ဆိုရင်ဘုရားတရားတော်ကိုနားလဲသွားတဲ့ပုဂ္ဂိုလ်ဟာအများကြီးမရှိဘူးဆိုတာလွန်ထင်ရှားတယ်ပေါ့ဟုတ်ပြီတပည့်ဆက်ကြတရားဟောတဲ့ခါကြည့်လူသားတွေကရှင်ကွန်တေညဝပ္ပဗတ္တိယမဟာနံအတ္တသိဆိုပြစ္ဆဝကိ၅ပါးတရားနာကြတယ် နတ်တွေပြမာတွေကတော့မရေတွက်နိုင်အောင်လာကြတယ်လူသားတွေကတော့၅ယောက်တည်းပဲတဝိဇ္ဇာကြတရားရှင်းလင်းပြီးဟောကြားလို့သဘောပေါက်နားလည်သွားတာရှင်ကုဋေညတပါးပဲနားလည်တယ်လူသားတွေတည်းကရှင်ကုဋေညတပါးပဲနားလည်ဒါကြောင့်မို့မြတ်စွာဘုရားကအညာတိဝတ္တဘောကုဋေညောအညာတိဝတ္တဘောကုဋေဟေးယန်တို့ကုဋေညတော့သဘောပေါက်သွားပြီငါဟောတာနားလည်သွားပြီဆိုရှင်ကုဋေညတပါးပဲနားလည်ကျန်တဲ့ ပစ္စဝကိ၄ပါးနားမလည်သေးဘူးပြမာတွေကတော့၁၈ကလေးသဘောပေါက်နားလည်သွားကြတယ်နတ်တွေကအသင်္ချေနားလည်သွားကြတယ်သို့သောလူသားတွေကတဦးသာလင်းဒီတရားကို နားလည်တယ်ဆိုတော့လူတွေရဲ့အရေးအတွက်နဲ့လူသားတွေတဲ့ကကြည့်မယ်ဆိုရင်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုခေါ်တဲ့ထင်အညာတရောစဒုံလပါငါခေါ်တဲ့တရားကိုသဘောပေါက်တဲ့ပုဂ္ဂိုလ်ကြတော့ အင်တမရှားတယ်။ရခဲတယ်။တရားကိုနားလည်တဲ့ပုဂ္ဂိုလ်ရှားတယ်။မြတ်စွာဘုရားဒီလိုဆို။အဲ့လိုစကားဆလိုက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာအထက်ကရာဆရာကြီးကတော့ဒီနေရာရှင်းပြတယ်။နားလည်တဲ့လူရှားတယ်လို့ဆိုတော့ရှင်သာရိပုတ္တရာမြတ်စွာဘုရားကိုဗာလျှောက်လိုက်။ဧတတဗကဝါကာလောဧတတဗကဝါကာလော။ မြတ်စွာဘုရားရဲ့ဟောဖို့အချိန်တန်ပါတယ်နားလည်တဲ့ပုဂ္ဂိုလ်တွေရှိပါလိမ့်မယ်ဆိုပြီးတော့ဟောပါဗျာအကျဉ်းအပြင်ဟောပါဗျာအကျဉ်းအပြင်လည်းဟောပါဗျာအကျဉ်းကျနှမျိုးအလုံးအပြင်လည်းဟောပါဗျာပဝိတ္တန္တိဓမ္မတအညာတာရောတရားကိုနားလည်သဘောပေါက်တဲ့ပုဂ္ဂိုလ်တွေရှိပါပါဟောပါဗျာလို့ရှင်သာရိပုတ္တရာမြတ်စွာဘုရားကိုဟောအောင်တိုက်တွန်းလိုက်တာအဲ့ဒီအချိန်မှာမြတ်စွာဘုရားက ဝိပဿနာတရားဟောတာတကယ်ချင်းချင်းလေးဟောတာချင်းချင်းလေးဟောလိုက်ရင်မလုံးရမယ်ဆိုတာခွန်ကြီးတို့တရားနာပရိသတ်သဘောပေါက်သွားနိုင်တယ်ပေါ့ဝိပဿနာချင်းစဉ်ကအကျယ်ကြီးဆိုတဲ့အခါတို့ဘလို့ချင်းရမယ်လို့သဘောပေါက်ချင်းမှာပေါက်မယ်အချင်းလေးဒီသုဒ္ဓံမှာဟောထားတယ်အချင်းဆုံးဝိပဿနာတရားလေးဘလို့ဟောတော့ဆိုတတ္တမတိဟတာရိပုတ္တအေဝံသိခိတ္တပါကောင်းပြီဝိ วิปัตตนาเตียจิ่นเลยสอดีโลจิ่นหามเลยสอพะนิพพานโกโลจิ่นเนอรัตตภูโยยะจิ่นเนอเมญซงอโจเตียโหยะจิ่นเนสวยดีโลจิ่นเนสุบิรจิ่นมုံจิ่นนี้นี้โหเลยสอพะ3กุนเนเนยานนาဖြစ်ติที่อ๋อขอวิปัตตนาจิ่นจิ่นน่ะก็2မျိုးยะตัวได้อโจอ่ะ2မျိုးเอริมาจิ่นมုံจิ่นนี้ วิปัตตนาရဲ့အာယုံနှမျိုးထုတ်ပြပြီးတော့ဟောတယ်မြတ်စွာဘုရားဟောတဲ့စကားအချင်းလေးကိုအရင်မှတ်ရအောင်ပြီးတော့မှရှင်းပြမြတ်စွာဘုရားကဘယ်လိုဟောလိုက်တုံးဆိုရင်ဣမတမေစသဝိညာဏကေကာယေအဟင်္ကာရမမင်္ကာရမာနာနုတ္တယနဘွေတန္တိ သဝိညာဏကဆိုတဲ့အသိစိတ်ရှိတဲ့ဟောရိကာယအဲ့ဒီကာယမှာအဟံကာရငါလို့လူတွေကထင်မှတ်စေတဲ့ဒိဋ္ဌိမမံကာရငါဟာလို့ထင်မှတ်စေတတ်တဲ့တဏှာကိုယ့်ကိုအထင်ကြီးတဲ့မာနဆိုတဲ့လူတွေရဲ့စိတ်စဉ်ထဲမှာဆွဲလန်းပြီးဆွဲကပ်ပြီးတော့ပါလာတဲ့မာနအဲ့ဒါတွေ မရှိစေရဘူးအဲ့ဒါတွေကြွားအောင်လုပ်ရမယ်ဒါနံပါတ်၁ကိုယ့်ရဲ့ကိုယ်ကာယမှာတဏ္ဍဒိဋ္ဌိရဲ့တဏ္ဍရဲ့မာနရဲ့ဒီတရားတွေမကတ်စေရဘူးဒီတရားတွေကိုဖယ်ရှားရမယ်ဒါကစကားတစ်ခုနောက်ဒုတိယစကားတစ်ခုကပါတော့ဆိုရင်ဘိဓာသတ္တဗ္ဗနိမိတ်တေတု အဟင်္ကာရမမင်္ကာရမာနာနုတေဟနဘဝိတန္တိအပြင်ကအာယုံမှန်သမျှအပေါ်မှာလည်းပဲငါဆိုတဲ့ဒိဋ္ဌိငါဟာဆိုတဲ့တဏှာမာနဆိုတဲ့အနုတေရလေမဖြစ်အောင်လုပ်ရမယ်ဒါကစကားတစ်ခု ဒါဝိပဿနာချင့်စဉ်ကိုအကျဉ်းလေးဘာကိုမှတ်ရမလဲဆိုတာကိုအကျဉ်းလေးပြလိုက်အဲ့လိုအကျဉ်းလေးပြပြီးတဲ့အခါမှာရတ္တဖူဆိုတဲ့အမြင့်ဆုံးအကျိုးရရှိလာပုံကိုပြောတဲ့အခါမှာအေးတမာတိအနေနဲ့လည်းပဲကိလေသာတွေကလုံးဝလွတ်သွားတဲ့စေတောဝိမု ക്തി လို့ခေါ်တဲ့ရတ္တဖူတမာတိပညာအနေနဲ့လည်းကိလေသာတွေကအလုံးလွတ်သွားတဲ့ပညာဝိမု ക്തി လို့ဆိုတဲ့ နော်စေတောဝိမု ക്തി တမာတိနဲ့ပညာဝိမု ക്തി ဆိုတဲ့ရတ္တဖို့ပညာအဲ့ဓာရီနဲ့စေတောဝိမု ക്തി နဲ့ပညာဝိမု ക്തി လို့ဆောင်ခိုးတဲ့တမာတိစိတ်ဤကိလေသာမှလွမြောက်မှုအတိပညာဤကိလေသာမှလွမြောက်မှုလို့ဆိုတဲ့ရတ္တဖို့ကိုမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အဆင့်ဖြစ်တဲ့အဲ့ဒါလို့နေနိုင်ပြီ ဆိုလို့ရှိရင်အဲ့ဒါလို့နေလိုက်ပြီဆိုရင်စိတ်ကလည်းကိလေသာတွေကလွတ်သွားတယ်ပညာလည်းကိလေသာတွေကလွတ်သွားပြီဆိုရင်အဟံကာရဆိုတဲ့ဒိဋ္ဌိ